Thank you. ာဘောရီယုတ်တန်လိုင်းကိုကြည့်ရှုနေကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဒီတစ်ခေါက်တကူကြည်မာဖျားစီဒီပထိုးများအစီအစဉ်ကနေကုသိုလ်ပွားများနိုင်စေရန် ရိုက်ကူးပူဇော်ပြီးမှကဧရာဝတီတိုင်းဒေသကြီးမူပင်ခရိုင်တနုဗျူမြို့နယ်ရေရင်ကုန်းကျေးရွာအုပ်စုရန်ကုန်ဟင်းသရအဝေးပြေးလမ်းမကြီးအနီးမှာ တည်ထောင်ကိုယ်ွယ်တော်မူထားသောသမိုင်းဝင်ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးဖြစ်ပါရဲ့ရှင်။ ဗုဒ္ဓဘာသာဝင်သူတော်စင်ပေါင်းလို့ရှင်ပြီးတစ်ခါသုံးပုံကြောက်စာလိုက်ကြီးနှင့်ရှီဟောင်းတန်ဆောင်နှန်းကြီးသည်တနုပြူမျိုး၏တသက်ရေးဆောင်အဖြစ်ပြီးတစ်ခါသုံးပုံကြောက်စာလိုက်ကြီးကကျင်တွေပုံတရံဝေါ်ရံလျက်ရှိပြီးထိုကြောက်စာလိုက်ကြီးအားတခိနာရာမပရိယတိစာသင်တိုင်းနှင့်ဩတရာရာမအကြောင်းတိုင်းနှစ်ခုမှထက်မှန်ဝါယံထားသည်ဖြင့်ဖျားကိုတရားကရန် တရားကိုတန်ခါကယံဟုခေါ်ဆိုရသည်ရေသနာ၃တန်တပေါင်းနှင့်တီးရှိရာတာသနိကဘုံမိနဲ့တန်အကြဆုံးနေရာဌာနဖြစ်သည်နှင့်အညီတောင်းဖြူမျိုးဟုတင်စားခေါ်ဝေါ်ရသည်တနုဖြူမျိုး၏တက်တည်ဆောင်အဖြစ်ထင်ရှားသည်ရှေ့မှာနဂါအနောက်မှာတရားတောင်မှာဖျားမြောက်မှာဓာဟုသောဂုံတူဝိသေးတာတို့နှင့်လွန်စွာကိုက်နေလျက်ရှိပါသည် ဩရဘာသာဝင်သူတော်စီအပေါင်းတို့ရှင်ပြည်လုံးချမ်းသာစီတီတော်မြတ်ကြီးဤတမိုင်းအစဉ်ဆက်အားဖြင့်1286ခုနှစ်လောက်တွင်ဆရာတော်ဘုရားကြီးဥပုံညာသီလာမှာရခိုင်အနာမစ္စည်းမဒေတာသာသနာပြုမြင့်ကြီးတစ်ပါးဖြစ်သောသီရိဓမ္မတော်ကမင်းကြီးတည်ထားခဲ့သည်ဟုယူဆရသောဘုရားကြီးအားဒါယကများဖြစ်ကြသောအလှရှင်များကတိုင်ပင်လျက်အများပြည်သူတို့၏ကုသိုလ်တော်များနှင့်ပေါင်းဆက်၍စီတီတော်မြတ်ကြီးဤညံတော်အမြင့်55တောင်နှစ်မိုင်း လုံဖတ်တော်183ပြည်ရှိသောစီရီတော်မြကြီးနှင့်တင်တွေပုံတန်ရှိသောကြောက်စာတိုက်အပြင်အနာပေ200ခန်းနှင့်အတွင်းအနာအလျားပေ180အနံ13နှစ်ပိုင်းတစ်ပိုင်းပေကျယ်ဝန်းသည့်တင်တွေပုံတန်ကြောက်စာတိုက်ကြီးလေးတိုက်ကစီရီတော်ကြီးအဝိုင်းရန်၍အလျားပေ850ရှိတန်ဆောင်းတန်းကြီးတို့အားဆောက်လုပ်လှူဒန်းခဲ့ပါရဲ့ရှင်။ ဗုဒ္ဓဘာသာဝင်သူတော်ကျေပေါင်းလို့ရှင်စီရီတော်မြကြီးနှင့်တာသနိကအစအဦးများအား1280ခုနှစ်မှစတင်၍ဒုတိယဆရာတော်ဥပိငိမ့်သာမှဆရာတော်ဘုရားကြီးတည်ဆောက်ခဲ့သောစီရီတော်မြကြီးအားဆက်လက်၍တခါတခါမှများဖြင့်တိုင်းမင်းညီနိုင်ကကျန်ရှိနေသောလုပ်ငန်းများအားအပိသက်ဆောင်ရွက်ရင်း အရှိမုံဦးတွင်စေးစရာကြီးဦးချံဦးဆောင်သောအဖွဲ့မှ၎င်းတောင်ဘက်တွင်ဦးထွန်းတင်တစောင်းမြောက်ဘက်တွင်ဦးထွန်းဝင်းတို့ဖြင့်တစောင်းကြီးသုံးခုအားဆရာတော်ဦးပိငိန်သားမှဦးစည်းလျက်ဆောက်လုပ်ခဲ့ပြီးပြည်ထက်သုံးပုံကြောက်စာများအားအမှတ်၁ကြောက်စာတွင်ပြည်ထက်ကြောက်စာအချက်ရေပေါင်း၁၅ချက် အမှတ်၂ကြောက်စာတွင်69ချက်အမှတ်3ကျောက်စာတွင်105ချက်အမှတ်4ကျောက်စာတွင်90ချက်စုစုပေါင်း399ချက်ဖြင့် ခိုင်ခန့်သောအုတ်တိုင်သွမိုးအဆောက်အဦးကြီးလေးခုတွင်တည်ထားပူဇော်ခဲ့ပါရဲ့ရှင်။ ဗုဒ္ဓဘာသာဝင်သူတော်စင်ပေါင်းလို့ရှင်တမိုင်းဝင်ပြည်လုံးချမ်းသာစီရီတော်မြကြီးနှင့်ပြည်ထက်တုံးဘုံကြောက်စာတိုင်းကြီးဤជីညိုဝေယာတမိုင်းเจ้าများကိုဖူးမြော်လိုက်ရတဲ့အတွက်တရာရှင်လန်းနိုင်မယ်လို့မျှော်လင့်မိပါတယ်ဖះရှင်ကိုជីညိုကြကုန်သောဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်